မင်္ဂလာပါဒီနေ့ကျွန်တော်တို့ Josh Orwell ရဲ့ Burmese Days What to Day ကအပိုင်းတချို့ကိုနည်းနည်းအသေးစိတ်ကြည့်ကြရအောင် British Colony ခေတ်ပေါ်တော့မြန်မာပြည်အထက်ပိုင်းကကျောက်တန်တာဆိုတဲ့မြို့လေးစီခဏပြန်သွားကြည့်မယ်ဟုတ်ကဲ့အဲ့ဒီခေတ်က Colony အတိုင်းဝိုင်းထဲကဆက်စမ်းရည်တွေအမ်တင်းမာမှုတွေပေါ့အထူးသဖြင့် Dr. Viaro Sami ကိုပြစ်မှတ်ထားတဲ့အရှုပ်တော်ပုံတွေပြီးတော့အင်္ဂလိပ်အမျိုးသမီးတစ်တယောက်ရောက်လာတာ အဲ့ဒါတွေကအချင်းမျိုးဘီလိုပြောင်းသွားစေလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ပါတယ်ဒီဇလန်ပိုင်တွေကအဲ့ဒီခေတ်ရဲ့အာနာလူမျိုးရေးခွဲခြားမှုအမ်ကိုလိုနီစနစ်ရောက်ကလူတွေရဲ့ကိုကျင့်တရားဆိုင်ရာရွေးချယ်မှုတွေဒါတွေကိုတော်တော်လေးပေါ်လွင်စေပါတယ်ဇလန်မှာအရေးပါတဲ့သူတယောက်ကဟိုဥပူးချင်းတော့မြမအရာရှိလာပစားတယ်ဟင်းရီမန်ချက်ကလည်းအကြီးကြီးပဲ ူရဲ့အဓိကပန်းတိုင်ကဘာလဲဆိုတော့ဟိုယူရိုပကလပ်ထဲအသင်းဝင်ချစ်ချင်တာဟုတ်ပါအဲ့ဒီအတွက်နဲ့အိန္ဒိယဆရာဝန်ဒေါက်တာဗီရာဆွာမီကို ဖေရှားဖို့ကြိုးစားနေတာနီးမျိုးစုံနေပဲမှန်ပါတယ်နံပါတ်ဖြတ်တာတွေမဟုတ်မှန်လောက်ကြံတာတွေဟိုသူဘုံထမှုအတုလို့ဖို့အထီတောင်ကြံနေတာဆိုတော့ဒေါက်တာဗီရာဆွာမီကသူ့ရဲ့အဓိကပြစ်မှတ်ပေါ့ဟုတ်တယ်ဒေါက်တာဗီရာဆွာမီကအင်္ဂလိပ်တွေကို တစ္ဆာခံတယ်လေးစားတယ် ဒါပေမဲ့အဲ့ဒီဥပိုးချင်းရဲ့အကောက်ကြံတာတွေတော့ not club လို့နေရာမျိုးတွေကလူမျိုးရေးခွဲခြားမှုတွေကြောင့်တော်တော်လေးအန်တီအများတဲ့အခြေအနေမှာရှိနေတာသူ့ဘက်မှာဆိုတော့ flory ပဲရှိတာနော်အင်္ဂလိပ်တက်ကုန်တယ်လीဟွန်းအဓိကမိတ်ဆွေလို့ပြောလို့ရမယ်ဒါပေမဲ့ဒီခင်မဲမှုကတော့တကယ်အကာအကွယ်ပြီးနိုင်ပါမလားဆိုတာကမေကွန်းထုတ်เสียပဲအဲ flory သူ character တော်တော်လေးစိတ်ဝင်စားစရာပဲ သူကကိုလိုနီစနစ်ရဲ့ဟန်ဆောင်မှုတွေကိုမြင်တယ်စိတ်ပြတယ်ဟုတ်တယ်ဒါပေမဲ့ဒါပဲပေါ်တင်ကြီးဆန့်ကျင်ပြုကြတတ်တိမရှိပြန်မို့ပြီးတော့သူ့မှာဟိုမျက်နှာပေါ်ကအမတ်ကြောင့်တိတ်ငယ်စိတ်ကလည်းရှိနေသေးတယ်အမဲရာအချီကျန်တယ်လို့ခံစားနေရတယ်သူပေါ့ဆိုတော့ဒေါက်တာဗီရာဆိုမီကိုတနာပေမဲ့ဟုတ်တယ်ရက်တီချက်ကမပြတ်သားဘူးဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲအလီဇဘက်လက်ကာစတင်ရောက်လာတာအင်္ဂလိပ်အမျိုးသမီးငယ်လေးအင်းပါရီရလာတာဆိုတော့ သူရောက်လာတာကဖလော်ရီအတွက်ဘလို့ဖြစ်သွားလဲမြုံလင်းချက်လားစိန်ခေါ်မှုလားနော်မြုံလုံးဖြစ်နိုင်တယ်သူကဟိုကိုလိုနီခေတ်အင်္ဂလိပ်အတိုင်းဝိုင်းရတံပိုးထားမှုတွေလူမျိုးရေးအမြင်တွေဒါတွေကိုတက်လာတဲ့သူလေဟုတ်ပါသူအမြင်တွေကဖလော်ရီနဲ့တော်တော်လေးကွာခြားတယ်အထူးသဖြင့်တိုင်းရင်းသားတွေပေါ်ထားတဲ့သဘောထားမျိုးပေါ့နော်အဲ့ဒါကလည်းဖလော်ရီအတွက်အခက်တွေ့စေတဲ့အချက်တစ်ချက်တယ်ပြီးတော့ဟိုဥရောပကလပ် ဒါကောအင်္ဂလိပ်တွေအတွက်တော့သူတို့ရဲ့လူမှုရေးဗဟိုချက်လိုပဲအာနာပြားရုပ်လိုနေရာမျိုးပေါ့အဲ့ဒီမှာလူမျိုးရေးခွဲခြားတဲ့သဘောထားတွေကပိုပြီးပိုလွင်တယ်ဟုတ်တယ်အထူးသဖြင့် club แท้ကိုတိုင်းရင်သားတယောက်လက်ခံမခံကိစ္စမှာတိမ်မာမှုတွေကအတော်လေးကြီးတယ်အဲလစ်လိုဇက်ကောင်မျိုးတွေရဲ့ဇကားတွေကဒါကိုပိုပြီးထင်ရှားစေတာပေါ့ဒေါက်တာဗီရာဆွာမီကိုတော်တော်လေးနှိတ်ချပြီးပြောတာမျိုးလေးလေအဲ့တော့ plori ကကြားထဲမှာအကြိုက်ရိုင်နေတော့တစ်ဖက်မှာသူ့ထငယ်ချင်းတောက်တာဗီယာရှာမီကိုကူညီခြင်းစိတ်ဟွန်း ကိုလိုနီစင်နေပေါ့တူရဲ့မကျေနပ်မှုတွေလည်းရှိတယ်။ဟုတ်ကဲ့။နောက်တစ်ဖက်မှာကျတော့အဲလစ်ဘတ်ကိုစိတ်ဝင်စားတယ်။အတိုင်းဝိုင်းနဲ့ပြန်ဝင်ဆန့်ကျင်တဲ့စိတ်။အထီးမကြံကျင်တော့ဘူးလေ။အဲ့ဒီနှစ်ခုကြားမှာလွန်ဆွေးနေရတာ။ဥပမာဟုတ်ပွဲတော်တစ်ခုကိုအဲလစ်ဘတ်ကိုခေါ်သွားတဲ့အဖြစ်ပြက်မျိုးပေါ့။ယဉ်ကျေးမှုကွာတာတွေကြောင့်နားလည်မှုလွဲကြတယ်။ဟုတ်တယ်။ဈေးတဲခေါ်သွားတော့လေအဲလစ်ဘတ်ရဲ့တွန့်ပြမှုတွေကြောင့်ဖလိုရီစိတ်ပြေရပြန်ရော။ဆိုတော့ သူတို့နှစ်ယောက်နီးစပ်ဖို့ကြိုးစားတာမအောင်မြင်ဘူးပေါ့အဲ့ဒီအချိန်နဲ့တပြိုင်တည်းမှာပဲဦးပိုးကျင့်ရဲ့အစီအစဉ်ကပို့ပြီးတော့ဟိုရဲတင်းလာတယ်ဟုတ်တယ်သူကသူပုံထက်မှုအတူလီတစ်ခုဖန်တီးလိုက်မယ်ပြီးရင်อืมပြီးရင်ကိုတိုင်ပဲသူရဲကောင်းလို့ပြီးနေနှင်းပြမယ်ဒါဆိုအစိုးရရှေ့မှာ မျက်လာရမယ် club တည်းဝင်းဖူလန်ကပူပြွင့်သွားမယ်ပြီးတော့တခါတည်းဒေါက်တာဗီယာဆွမ်မီကိုတရားခံဖြစ် ပုံချလိုက်မယ် အတော်အတော်ကြောက်စရာကောင်းတဲ့အကြမယ်တကယ်ကိုအန်ဒီရေမြရတဲ့ကစားဝယ်ပေါ့ဆိုတော့လေဒီကောင်းနှုတ်ချက်အပိုင်းစာလေးတွေကနေကြောက်တန်တားလိုကိုလိုနီမျိုးလေးတွေမှာပုတ်ကိုရည်မှန်းချက်တွေအာနာလူတာတွေလူမျိုးရေးအစွဲတွေကိုချင့်တရားတွေဘလောက်တောင်ရှုပ်ထွေးပြီးရောရက်နေလဲဆိုတာဟုတ်ကဲ့တေးသေးလေးနဲ့တော်တော်လေးထိထိမိမိပြသွားတာနော်ဟုတ်ပါတယ်ဖလော်ရီလိုလူမျိုးတောင်မှာပေါ့စနစ်ရဲ့မကောင်းတာကိုတည်နေတဲ့တားနဲ့ အဲနောက်ဆုံးမှာတော့ကိုအားနေချက်တွေလူမှုရေးဖိအားတွေကြောင့်ပြက်ပြက်တတာမရက်တည်နိုင်ခဲ့ဘူး။တောက်ဆိုရင်ဒီလိုဖိနေတဲ့စနစ်ကြီးတစ်ခုအောက်မှာနေထိုင်ရတဲ့ဆိုတာကလူတယောက်ချင်းစီရဲ့စိတ်တက်ကိုရော သူတို့ရဲ့ဆက်ဆံရေးတွေကိုရောဘလောက်ထိပုံပြက်ပန်းပြက်ဖြစ်သွားစေနိုင်လဲ။အဲအဲ့ဒီမေခွန်လေးကတော့ဆက်ပြီးစဉ်းစားစရာတစ်ခုအဖြစ်ကြံခဲ့တာပေါ့နော်။